ခုခေတ်တော့တရားမရလို့ငိုတယ်ဆိုတဲ့ပုံကိုရှိလားမရှိလားတော့မသိဘူးဒီဦးချောင်းမှာတော့တရားမရလို့ငိုတယ်ဆိုတဲ့ဘုဒ္ဓဇာလံတစ်ခုအဲ့ဒီမှာတက်ကပညာတော့မှာဖွင့်ထားမဟာဒီဝမထေကြီးဆိုတာအဗဒမဆတ်တတ်တဲ့ဆရာတော်ကြီးတပါးပဲခိုင်ပေါင်း78ခိုင်ဒီဦးချောင်းမှာရှိတဲ့တန်ဃာတွေအများစုစာသင်ပေးနေသူတပည့်တွေက သူသူစီကစာတင်ပြီးတော့ကပ္ပထာယူပြီးတရားထုတ်တဲ့ပုဂ္ဂိုလ်တွေရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲ3000ရှိတဲ့အဲ့ဒါလို့သာဆရာကြီးလှုပ်နေတာနော်သူတရားထုတ်တရားမြတ်ရသလားဆိုမရဘူးမရတာကိုသူတပည့်တစ်ပါးကရဟန္တာဖြစ်သွားတဲ့တပည့်တစ်ပါးကသူ့ကိုလာပြီးတော့တတိပေးဖို့လာတယ် ပေးတဲ့အခါကျတော့ရှင်ပြားတဲ့တပည့်တော်အနုမောဒနာတရားလေးတပုတ်ရှင်ပြားစီကိုတင်ညင်လို့ပါဟာတဲ့ရှင်ပြားစီကတင်ညင်လို့ဆိုချိန်မရှိဘူးတဲ့သူမဒါပြည့်အရှင်ပြားမနဲ့လက်နာတစ်တဲ့အချိန်လေးရောတင်လို့မရအောင်အဲ့ဒီမှာဒီပြင်ပုဂ္ဂိုလ်တွေတင်နေသွားတိုက်နေတဲ့အချိန်လေးရောတင်လို့မရအောင်အဲ့ဒီပြင်ပုဂ္ဂိုလ်တွေတင်နေအဲ့မှာတင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါပြည့်အရှင်ပြားရေလေးဖုံးမွေးနေတဲ့အချိန်ရောဆိုအဲ့ဒါလည်းဒီပြင်လူတွေတင်နေတယ် သင်္ကန်းယုံနေတဲ့အချိန်လေးရောဆိုဒါလည်းသူများတင်နေတယ်ဆိုပြောလိုက်တာဘယ်အချိန်ထိအောင်ညအိတ်ကအိယာဝင်နေထိသူများတင်နေတာဆိုသူကပုဂ္ဂိုလ်ကမရဘူးမရတဲ့အခါကျတော့အရှင်ဘုရားတဲ့24နိုင်အရှင်ဘုရားကမအားပါလားတဲ့အရှင်ဘုရားတည်ဖို့များအားပါအောင်မလားမသိဘူးတဲ့အဲ့တော့အရှင်ဘုရားအလုံးချုပ်ရင်တော့တပည့်တော်အရှင်ဘုရားစီကမတင်တော့ပါဘူးတဲ့မတင်တော့ပါဘူးအရှင်ဘုရား တေးချိန်လေးလည်းရှိပါဦးမလားလို့ပြောပြီးတော့အဲ့ဒီကိုတော့အမှန်တော့တတိပေးချင်လို့လာတာလေယဟန်ဆိုတာတဲ့ကိုသိတဲ့တရားလေးကိုနှလုံးသွင်းပြီးတော့တရားထုတ်တင်နေပေါ့ရှင်ဘုရားအခုချိန်ဆိုလို့ရှိရင်တော့သူများရဲ့မိကိုရာကြီးတော့ဖြစ်ပါရဲ့ကို့အတွက်တော့ဘာမှမိကိုရာမရှိဘူးလို့ပြောပြီးတော့အဲ့ဒီကိုတော့ကောင်းငင်ပြန်တက်သွားတယ်သူရှိအဲ့ဒီမှာထိတ်လန့်တုန်ထုတ်သွားတယ်တုန်ထုတ်သွားတာ ਨੇ နောက်တည့်ရမနဲ့သူစီစာလာတင်တဲ့ကူတော့အထွတ်သူနဲ့ရောပြီးလိုက်သွားတယ်။ဘယ်သူမှမသိလိုက်ဘူးသူစာတင်လို့စောင့်နေတဲ့ပုဂ္ဂိုလ်တွေကတန်းနေတာလဲတာမဟုတ်ဘူး။အဲ့ဒါကျော်လဲတီးတဲ့ပုဂ္ဂိုလ်ကလည်းခဏသွားတယ်လို့ထင်တာ။ဘယ်ဟုတ်မလဲတော်တဲ့ထွက်ပြီးတော့သူ့ကိုယ်သူလည်းထင်တယ်ငါတရက်နဲ့အာထုတ်ရင်ရဟန္တာဖြစ်မယ်။တရက်နဲ့အတွင်ပြန်လာမယ်လို့ထင်တယ်။ဘလောက်ကြာသွားတော့ဆိုအနှစ်30ကြာပါ။နော်ဆယ်စကားလေးဝင်ပြီးတော့တော့မှဖြစ်ချင်တယ်။ အဲ့ဒီမှာအနှစ်30ကြာတဲ့အဲ့တော့အနှစ်30ကြာတဲ့အခါမှာသူ့စိတ်ထဲမှာဘာတွေဖြစ်တုံဆိုဒီတခါဝါကျွဲ့ရင်တော့ငါရဟန္တာဖြစ်ဒီတခါဝါကျွဲ့ရင်တော့ငါရဟန္တာဖြစ်ပြီဆိုပြီးတော့ရဟန္တာဖြစ်ဖို့ဝိတုဒ္ဓိပဝရဏစင်ကြယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဝရဏပြုချင်အေးပဝရဏပြုချင်လို့ကြိုးစားလိုက်တာဝါကျွတ်သွားပြန်ပြီဘာတရားမှမရလိုက်ဘူးငိုတယ်အဲ့ကြတော့မျက်ရည်တွေကျတယ် နောက်ဆုံး29နှစ်နေ့ကြနေ့တိုင်းကြရတယ်သူ့ရဲ့ဒေါမနတလူဟာမျိုးကတော့အကောင်းဘက်ကိုသွားတာမို့အဲ့ဒီဒေါမနတမျိုးကတော့မိွယ်ရမယ်လို့ဆိုတာနော်တရားမရလို့ငိုတာအဲ့တော့တရက်တော့ဘွာလဲကျွတ်သွားရောတရားမရတော့ငိုတယ်လေးရကြနေတော့ အဲ့ဒီသူတရားထုတ်တဲ့နားမှာရှိတယ်နတ်သမီးတယောက်ကလည်းသူ့နားလာထိုင်ပြီးတော့ငိုနေတယ်တဲ့ငိုနေတော့သူကကိုကိုရာတော့ကိုယ့်အကူအတိတ်ပဲရှိတာပေါ့သူများငိုတာတော့ဘာကြောင့်ငိုမှမသိဘူးအဲ့ဒီဘာလို့ငိုတယ်တော့လို့သူငိုရင်တရားများရမလားလို့ငိုကြည့်တာတဲ့အဲ့ဒါလို့ပြောတယ်အဲ့ဒါနဲ့သူရင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်အော်ငါကြောင်ကြောင်နောင်နောင်ပြီတောင်လောက်ကုန်ကြပါလား ော့သူကတရားမရလို့ရှင်တော့ငါခြေတော်လည်းမစေဘူးကြောလည်းမအိတ်ခင်းပြီးတော့မအိတ်တော့ဘူးဆိုပြီးတော့ဂရင်ကြီးတွေဖြုတ်ဖြုတ်ပြီးတော့ထောင်ထားလိုက်တယ်ခြေတော်လည်းမစေဘူးခြေတော်မှာပကြာကြီးတွေအဲပြီးတော့ကြီးကျွတ်တွေတက်နေတယ်လို့ပြောတာပဲနောက်ဆုံးအနှစ်30ပြည့်တဲ့အခါကျတော့မှသူတရားကြိုးစားပြီးတော့ခေါဏကနတ်သမီးလမ်းကိုတဲ့အချိန်မှာရှက်ပြီးတော့ကြိုးစားအထုတ်လိုက်တဲ့အခါမှာနှစ်30ပြည့်မှာရဟန္တာကြီးဖြစ်သွားတယ် ရဟန္တာဖြစ်တော့ကဲဒီကနေ့ငါရဟန္တာဖြစ်ပြီခြေတော်ဆေးတော့မယ်ဆိုတဲ့အခါမှာခုနကတုန်းကစောင့်ကြည့်နေတဲ့တပည့်တွေ3000ကနေပြီးတောရှောင်းရောက်လာကြတို့ဆရာကြီးခြေဆေးတော့မှရဟန္တာဖြစ်သွားပြီဆိုဝန္တာအာရနဲ့ပြေးလာပြီ तू ဆေးမယ်ငါဆေးမယ်ပေါ့တန်ဃာတွေကဝိုင်းအောင်ပြီးတော့နေတဲ့အခါမှာတရားမင်းကြီးကလည်းပဲဒါဒီတရားကတခြားတရားဖြစ်လိမ့်မယ်နော်တရားမင်းကြီးကလည်းပဲအဲ့ဒီမှာ မာတိဝမထေကြီးခြေတော်ဆေးဖို့ဆိုတဲ့အခါသူဇာတာခေါ်ပြီးတော့ချက်ချင်းဆင်းလာတယ်။ဆင်းလာပြီးတကြားကလည်းအပားပဲကိုရော်ဒီဝိုင်းနေတဲ့အခါကျတော့ကိုရော်ဒီဖယ်အောင်မလို့အရှင်ဘုရားတို့ကိုရော်တို့ဘေးပယ်ကြဒကမပါတယ်ဒကမပါတယ်ဆိုတော့ကိုရော်ဒီကဘေးဖယ်ပေးကြ။အဲ့ဒီကြတော့မှမာတိဝမထေကြီးရဲ့ခြေတော်ကိုတရားမင်းကြီးကိုယ်တိုင်သူကြတော့အစွမ်းတကိုးနဲ့ဆိုချွတ်ဆေးတွေပါပြီးပါမှာပေါ့။ လက်ကင်ပြီးတော့ရေလောင်းလိုက်တာနဲ့တပြိုင်နက်တခါလဲနုနုဖတ်ဖတ်ကလေးဖြစ်သွားတယ်လို့ပြောအဲ့ဒါလို့မဟာဒီဝမထေကြီးဟာတရားမရလို့ဆိုပြီးတော့အခုလို့ဒေါမနတ္တတွေချစ်ခရတာအဲ့ဒီလို့ဒေါမနတ္တမျိုးကြတော့ကောင်းတဲ့ဘက်ကိုဥတည်နေတာဖြစ်တော့ကြောင်းတဲ့ရသော်ဘုရားကလက်ခံတဲ့နေပြီးဝဲတဲ့နေလို့ဒီလိုခေါ်တာเนาะ